ကလာကိုယူပြီးပြောနေရှာတယ်လေပြောတာပေါ့ကြည်စမ်းဒီမကြည့်ဘူးနော်ငါတို့ကကလာယူကိုပြောတယ်ဆိုတော့ကလာနဲ့နေတဲ့အချိန်မှာဘဝကလေအိမ်မက်လိုမျိုးပြောင်းသွားတာလေအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်နိုင်ငံမှာနေတယ်ကျွန်တော်ခြေကိုတောက်တယ်ကျွန်တော်မြန်မာစကားကိုပြောတယ်အဲ့တော့အဲ့လိုလူမျိုးတွေကမဆိုင်ကိုင်းမင်္ဂလာပါကဲဘရိုရီဒီနေ့ကတော့ပြောနေတယ်မျိုးပြောင်းမယ်မျိုးပြောင်းမယ် ဟိုကြီးပါ6သိန်းအောင်မိမပြူဘူးနဲ့ကျောင်းထဲမှာခိုးအောင်နေတယ်ဓလေးမမွေဘူးတနည်းမှာဓလေးပါဘယ်လောက်နင့်နာမလဲကဲဒီ view file လေးတွေနဲ့ subscribe ပြီးတော့မှ view file လေးတွေကိုလုပ်ပေးထားပါတယ်ဆိုတော့ view file ကတော့တော့စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဆိုတော့ကျွန်တော်လည်းအတူအဆုံးထိလိုက်ပါကြည့်ရှုဖို့လည်းဖိတ်ခေါ်လိုက်ပါစေ Okay so let's go ယူပြီးပြောနေရှာတယ်လို့ပြောတာပေါ့ကြည်စမ်းဒီခေါင်းကတော့ပြီးတော့မေးလိုက်တာတော့ငါတို့ကကလာယူကိုပြောတယ်ဆိုတော့ကလာနဲ့နေတဲ့ချိန်မှာဘဝကလေအိမ်မက်လိုမျိုးပြောင်းသွားတာလေနားလည်လားအိမ်မက်လိုမျိုးပြောင်းသွားတာကလာကိုယူပြီးတဲ့ချိန်မှာအဲ့ဒါတော့သူများဘဝကိုလိုက်ပြီးဝင်မဖန်နဲ့ကိုကကိုပဲအေးစင်းနေโอเคမကျင်နိုင်နေလေနေလေကိုငါ့ကိုယူမလားလို့မေးကြည့်လိုက်ဒီလိုမျိုးဘဝမျိုးထားနေတာမေးကြည့်လိုက်နော်အဲ့ဆိုရရတဲ့စိတ်ပြေးတယ် နော်စကားကိုတတ်တိုင်းမပြောနဲ့သူများကိုလိုက်ပြီးတော့မနာလို့တဲ့စိတ်တွေနဲ့လိုက်မပြောနဲ့နော်မြန်မာယောက်ျားလေးယူပြီးပြီငါနောက်ထပ်ဘယ်နှယောက်ထိထိုက်ယူရအောင်မလဲသုံးယောက်တော့ယူပြီးသုံးယောက်စလို့မကောင်းဘူးသူနဲ့ယူပြီးကလားနဲ့ယူပြီးမှငါကလားဆိုတာနေတော့ခွဲခြားထားတာဟုတ်တယ်နော်ကလားဆိုတာနိုင်ကမရှိဘူးကလားဘုညာကထွေးကြတာမှာမတော့ကချက်ကကလားကလားဟမ်နေလို့တည်းတော့ခွဲခြားဆက်ဆံတယ်ပြောချင်တာကလိုက်မပြောနဲ့နော်သူများကို နော်ငါဘိုးကကိုငါပိတ်ဆက်ထားတာနေတို့လာပိတ်ဆက်တာမဟုတ်ဘူးငါပြောတဲ့နေရာမှာကဲဒါကတော့တခိုင်သားပေါ့ဗျာနော်ဒါကတော့ तू ကကလောက်လဲလို့ तू ကအိမ်မက်ခြေကတော့ဘဝကြီးကလုံးဝပြောင်းလဲသွားတာ ਨੇ ဗျာနော်ဒါမှမဟုတ်နောက်လို့လေအတူယူမှမှားစေပါနဲ့နော်ဒါတရားမတရားတစ်ထောင်မတရားဖြစ်ရင်ဖြစ်ပါလိမ့်မယ်နော်ဆိုတော့နောက်ယူနောက်အမင်းကလေးတွေအတူမယူကြပါနဲ့နော်ဒီမှာတော့ကျွန်တော်ဘာမှပြောပါဘူးနောက်လို့လေအတူမယူကြမနဲ့တော့ပဲသတိပေးရှင်ပါတယ်ဆိုတော့နောက်တစ်ခုဆက်ကြည့်အောင် ပြောနေတယ်မျိုးပြောင်းမယ်မျိုးပြောင်းမယ်ဘုန်းကြီးမောင်6သိန်းတော့မိမပြူဘူးနဲ့ကြောင်းထဲမှာခိုးအောင်နေတယ်ကလေးမမွေဘူးတနည်းမှာကလေးဘောင်ဘယ်လောက်နင့်နာမလဲဟာဟမ်ခိုးပြီးတော့တမယာတာမယောင်မတိတ်ကျင့်မလားခင်ဗျားတို့မိုက်ဆက်တယ်တမယာစနစ်စိတ်သာကြောက်လိုက်ပမာပြီပါကူမိမတွေကပို့နေတယ်ဘာသာရေးကသင်ပေးတဲ့အသိဉာဏ်နဲ့နော်ဘာလို့အမှားလဲသူတို့မှသွေးသားမရှိတော့ဘူးလား တို့မှာຢာကားစိတ်မရှိတော့ဘူးလားဘာသာရေးကိုစော်ကားခြင်းလို့ပြောတာမဟုတ်ဘူးသင်များတို့ပြောနေတာနဲ့သင်များတို့လောက်နေတာနဲ့တောက်တလွဲလောက်နေတယ်မျိုးတော့မှကြောက်မျိုးဖောက်ကြားလားဝါမျိုးပြောက်မှကြောက်မျိုးဖောက်ကြာနော် ်မတ်တာအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့နိုင်ငံမှာနေတယ်ကျွန်တော်တို့ခြေကိုတောက်တယ်ကျွန်တော်တို့မြန်မာစကားကိုပြောတယ်အဲ့တော့အဲ့လိုလူမျိုးတွေကအာဒီနိုင်ငံမှာရှိတဲ့ဘာသာတရားကိုလည်းစော်ကားတယ်။ဘာသာရေးကိုစော်ကားတာမဟုတ်ဘူးဆိုတဲ့စကားကိုမပြောနဲ့။ဘာသာရေးကိုမစော်ကားဘူးဆိုရင်ကျွန်တော်တို့တွေရဲ့ထွတ်မြတ်ထားတဲ့ ယဟန်တန်ကတွေကိုအခုလိုပြောစရာအကြောင်းမရှိဘူးနောက်ခုကမျိုးတုံးမှာကြောင်ရင်မျိုးဖောက်ဆိုတော့ကျွန်တော်တွေကသူမျိုးတွေသူတို့တွေလိုမျိုးသူများနိုင်ငံမှာ သွားပြီးတော့မှနေမြေချက်ထွင်းပြီးတော့မျိုးပွားအောင်လုပ်နေတဲ့သူတွေမဟုတ်ဘူးနော်ယဟန်တန်က6သိန်းလောက်ကကျောင်းထဲမှာခိုးအောင်နေတယ်တဲ့နော်တနစ်ကလေးတွေတနစ်ကလေးဥယေဘယ်လောက်ကျော်နေသွားမလဲ ဒါကကျွန်တော်တို့အကြောင်းเนาะကျွန်တော်တို့နိုင်ငံမှာဟိုသူတို့လိုမျိုးမျိုးဖောက်မျိုးဖောက်ပြောပြောမှာသူတို့တွေကအဲ့လိုမျိုးမျိုးဖောက်ပြီးတော့ပဲသူများနိုင်ငံမှာနေမြေလို့ရှင်တော့ဒီလိုမျိုးစကားတွေပြောခဲ့ပြီးအောင်မှာလူမျိုးသုံးမှာကြောက်လို့ရှင်မျိုးဖောက် ကဲဆိုတော့ပြဒါတော့ဒီအဘိုင်ကြီးပြောတဲ့စကားပါဆိုတော့ဒီအဘိုင်ကြီးကတော့ဒါမိမသားထူးကြီးကိုသူကကိုချင်းစာတာနဲ့လည်းတူပါတယ်ဒါဒါကွက်လိုက်ဖြစ်နေတဲ့နေရာတွေလည်းဟင်းနေတဲ့နေရာတွေကသူကဒီကွက်လိုက်ကွက်လိုက်ဖြစ်ပြီးရှင်တာ ဘာလည်းဖြစ်ဖြစ်ရှိနေတာကြောင့်ရဲနောက်တစ်ခုကတော့ဒီတလင်းတမယာစနိုက်ကြောင့်အလူရဲ့တိုးပေါ်ပုံနေတယ်ဆိုတဲ့အနေထားပေါ့ဆိုတော့တလင်းတမယာစနိုက်ကိုလည်းသူကအာမရပုံရပါတယ်နော်ဒါမှမိမဒါတယောက်ထက်ပိုသောအဲ့လိုအရှင်နေနဲ့အမအဆင်ပြေမယ်ဆိုတဲ့သဘောမျိုးဆိုတော့နောက်တစ်ချက်ကတော့ဒီလူဦးရဲ့ အဲအဲဒီ6သိန်းလောက်ရှိတဲ့လူတွေကဖုန်းကြီးဝယ်ပြီးတော့မှအเจ้าမှအเจ้าထင်းမှအောင်းနေတယ်ဒီလူတွေအဲစီကရလာမဲ့ခလေးတွေပေါ့နော်ဆုံးလူသားအေးမိတဲ့ဆုံးချုံတာပေါ့တစ်နှစ်တစ်နှစ်မှခလေးရေခလေးဟာဘယ်လောက်ထိဆုံးချုံမလဲဆိုတဲ့ဟာနဲ့ပြောတော်ကြီးမှာသူကတော့ဒါဘာသာရေးကိုဆိုတော့မဟုတ်ဘူးဆိုပြီးတော့မှလည်းအာပြောတော်တာတွေ့တယ်ဆိုတော့ဒီဗုဒ္ဓဘာသာရဟန်းတော်တွေအနေနဲ့ဒီမိမမယူရဘူးဆိုတော့အာပညာချက်ကအဓိက အဲ့ဒါပေါ်မှာသူကမိမအတင်းပေးစားပြီးတော့မှပြောတာဗျာနော်ဆောဒါကတော့ဘာသာရေးဆောကတာဟုတ်ဒီပြည့်စင်မဟုတ်ဒီပြည့်စင်နည်းနည်းတော့ထီးတယ်နော်ဒါဘာသာရေးကိုနည်းနည်းထီးတယ်ဆိုတော့နောက်တစ်ချက်ကျတော့ဒီလူဦးရေကျွန်တော်တို့ဒီလူဦးရေပြောင်းမှာစိုးရင်တဲ့လူမျိုးပြောင်းမှာစိုးရင်တဲ့သူကနော်ဒီအမျိုးဖောက်ရမယ် နော်မျိုးဖောက်ဆိုတော့ပြောတယ်ဆိုတော့အလူဦးရေပြောင်းလာတော့ကျွန်တော်တို့ဟိုနိုင်ငံတွေနိုင်ငံသားတွေအနေနဲ့အစိုးရမှန်တယ်ဒါပေမဲ့မျိုးမဖောက်ဘူးနော်ကာကွယ်ရုံပဲကာကွယ်ရုံပဲကျွန်တော်တို့ကအဲ့လိုပြင်ဆင်ရုံပဲရှိတယ်နော်ကာကွယ်ဖို့ပြင်ဆင်တဲ့အနေအထားပဲရှိတယ်မျိုးဖောက်ဖို့အစီအစဉ်မရှိဘူးနောက်လည်းရှိလာမှာမဟုတ်ဘူးအဲဒီအချက်မှာတော့ကျွန်တော်တို့ဒီမျိုးအမပြောင်းတိုင်လောက်တဲ့အနေအထားကိုအော်ပိုက်ဆိုင်ထားတဲ့လူဦးရေအပြန်ပွားမှုများနေတဲ့ဒီလူဦးရေများနေတဲ့ ်နော်မျိုးပြောင်းမှာဘယ်တော့မှမျိုးပြောင်းမှာမဟုတ်တော့တဲ့အရှင်ရဲ့တခုကိုခုလောလောဆယ်ပိုင်ဆိုင်ထားတဲ့လူတွေကအာမျိုးကဒီအထက်ကထက်ကပဲဖောင်းလေးရှိရတာဆက်ယုံအလူသားအာထောက်တဲ့ဆက်ယုံလာထိမရတဲ့အနေထားမျိုးဥပမာဥပမာကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုရင်ကျောက်ဦးနှလုံးစားလောက်ပဲရှိတယ်ဗျာနော်အဲ့ဒါမှလူပေါင်း160လောက်ကိုရှိရတယ် ဆိုတော့ဒီကရှန်ထွက်လာတဲ့ဟာတွေကဘေးပတ်ဝန်းကျင်ကနိုင်ငံတွေကတော်တော်ကြီးကိုဒါအဲဒုက္ခတွေသူတို့ပေးတဲ့ဒုက္ခတွေခံစားရတယ်ဆိုတော့ဒီမျိုးပြပြောင်းမှာဆိုတဲ့လူတွေကမျိုးမဖောက်ခနဲ့ဒီမျိုးမပြောင်းမှာမျိုးပြောင်းမှာကိုလည်းစိုးရိမ်စရာမလိုတဲ့လူတွေကပဲမျိုးထက်ကထောက်ထက်ကဒီလိုဖောက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဟောပတ်ဝန်းကျင်နိုင်ငံတွေကတော်တော်ကြီးဒီဓာတ်တွေကိုရိုက်ခိုက်ကြလဲခံရတယ်ဗျနောက်တစ်ချက်ဒီကျွန်တော်တို့ဒီဒီလူတွေအတွက်ကံကောက်တော့တာကဒီ တတိယနိုင်ငံသွားတယ်နော် refugee ခံတယ်ဒုက္ခတွေခံပြီးတော့မှကျွန်တော်တို့အဲသွားတဲ့အထက်မှာဒီဒီမြို့ဖောက်အများတဲ့လူကအများဆုံးပဲဗျဆိုတော့ကန်ကောသွားတာကတော့ဒီအနောက်နိုင်ငံတွေကသာဒီကီလိုအဲ့လိုမြို့ပြောင်းမှဆိုလို့မြို့ဖောက်ခဲမယ်ဆိုရင်သူတို့လည်းသွားကြနေရရှိမှာမဟုတ်ဘူးအဲ့ဒါတစ်ချက်တော့ကန်ကောသွားတာနော်ဆိုတော့အဒီဘကြီးစကားကိုရှောက်ရမယ်ဆိုတော့ဒါဘာသာရေးကိုအာမထီမင်းမြင်လောက်ပြီးတော့မှအစောကရှင်ရဲ့ထားနဲ့ဒါ အမျိုးသမီးတွေကိုစာညာတယောက်ယောက်နဲ့ဒီတလင်းတမယာစနစ်ကိုသူကသဘောမကျတာမယားတယောက်ထက်ပိုသောအဲ့လိုမယားအများကြီးယူနိုင်သောအဲ့လိုဥပဒေမျိုးသူကပြစ်ရှင်နာနဲ့တူပါတယ်ဆိုတော့နောက်တစ်ချက်ကျတော့ကျွန်တော်တို့ဒီအာမျိုးပြောင်းမှဆိုးကြတဲ့ကျွန်တော်နိုင်ငံသားတွေကဒီမျိုးပေါ်နှုံးကိုထိချောက်ထားပြီးတော့မှအာဒီ မျိုးပြောင်းမှာစိုးရင်စရာမလိုတော့တဲ့သူတို့တွေကဘာကြောင့်ဒီအမျိုးပွားနှုံးကိုမထင်းချောက်ဘဲနဲ့เนาะဘာကြောင့်ဒီထိုက်ကထိုက်ကလူသားထုတ်တဲ့စဲရင်လို့ထင်ရလောက်အောင်ထိမျိုးပွားနှုံးကိုအဲ့လိုပြတ်ပေါ်အောင်လောင်းနေကြလဲဆိုတာเนาะမိတ်ဆွေရဲ့အမြင်လေးနဲ့မိတ်ဆွေရဲ့အကျွေးလေးကိုတစ်ချက် comment မှာရေးပေးကြပါဆိုတော့ video file အားလုံးမှာဆုံးသတ်လိုက်ပါနဲ့နောက်ထပ် video file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video